မေပြုတ်ယောက်ျားမင်းလေးကတော့စိတ်နှနာနဲ့မိမဘဝကိုအပီးတိုင်ကူပြောင်းသွားပါပြီ။ကိုကလည်းဖြစ်ချင်ရာဖြစ်စုပြီးရက်ကရှာလှုပ်လိုက်ရ မကောင်းပဲရှိတော့မယ်။ဒီကိစ္စတွေဟိုတူတူဆိုတဲ့သူနဲ့ရေချိုးခန်းထဲမှာပြဿနာတက်ပြီးမှဆလာတာ။မဟုတ်မှလည်းရော ဒီလူကသူ့အထုံးခံရတာနဲ့တန်အောင်တပုတ်လေးလွေများရှောက်ပွားပြုံးနေပြီထင်ပါရဲ့ဒီရုပ်ဒီရည်နဲ့တလောက်အကျင့်တန်ရတယ်လို့မဖြစ်ဘူးမဖြစ်ဘူးချီမခုနှစ်ရက်ကဲ့ရဲ့ခုနှစ်ရက်ဆိုပြီးထားလိုက်လို့ကတော့မေပြိုးဆိုတဲ့မိန်းကလေးကိုလူမလေးခွေးမခံဖြစ်သွားတော့မယ်ငငယ်ကရှံဖြစ်ရင်တော့သူ့များထက်တစ်ချက်ပိုလောက်လိုက်ရမှာကျေနပ်တာမေပြိုးကအတွေ့အဆုံမှာတော့ကိုတခါတူတူပေးသွားတဲ့ visiting card ကိုရှာပြီးတော့တူတူစီကိုဖုန်းဆက်မိတော့တယ် ကိုတူတူပါလားရှင်ခမည်းမေးပြူလားအတော်ပဲကြောက်တဲ့ခမည်းနဲ့စရင်ရှင်းစရာရှိလို့အခုပဲဆက်တော်မလို့တူတူကမေးပြူအတန်ကြားလိုက်တာနဲ့တပြိုင်နဲ့ပြန်ပြောလိုက်တာပါထူတော့ထူဆန်းသားမသိတဲ့နံပါတ်တစ်ခုနဲ့စိတ်နေတဲ့မိန်းကလေးအတန်ကြားလိုက်တာနဲ့ဒါမေးပြူလို့အချက်မချတန်းတိလိုက်တာမျိုးပါအကြအမြင်စရာတော့လောက်ဖို့ကောင်းနေပြီမေးပြူကလည်းတူတူမှန်းသိချတာနဲ့ ကျမကလည်းရှင်နဲ့စီရင်ရှင်းစရာရှိတယ်။ဒါဟိုဖက်ဒီဖက်နှစ်ဖက်စလုံးပြဿနာရှိနေတဲ့သဘောပါ။ပြဿနာရှိတဲ့ဆိုကြဲကမျက်နှာချင်းဆိုင်ရှင်းမှာကောင်းတော့မှာပေါ့။စက်တူရေးစနစ်တွေဘလောက်ပဲကောင်းကောင်းဘလောက်ပဲအဆင်တန်းမြင့်မြင့်လူလူချင်းမျက်နှာချင်းဆိုင်တွေ့ရတာလောက်ဘယ်ဟာမှ feeling မလာပါဘူး။ online ပေါ်မှာ e-government တို့ e-business တို့ကအဆင်ပြေအောင်လုပ်ဖို့ရချင်းရမယ်။ e-kiss ကတော့အပြစ်မှာလက်တွေ့ခံစားရတဲ့အတိုင်း ဘလို့မှတော့လို့မရသေးပါဘူးတွေးကြည့်ရင်ဂျာခန်မီဒီယာတခုကနေလူနေရောက်ဆက်သွဲတယ်ဆိုတာမျိုးဟာကိုကိုကိုလူသားအဖြစ်ကနေလျက်စီဂျောင်းကလေးတခုဒါမှမဟုတ်စိတ်နဲ့တခုစားလောက်အဆင့်အထိရှိုးကျသွားတာမျိုးပါကိုမကျင်တဲ့သူရဲ့မျက်နှာကိုလက်ညိုးငေါက်ငေါက်ထိုးပြီးအာရပါရဆဲရတဲ့ feeling မျိုးလောက်ဘယ် feeling မှအရသာရှိမှာမဟုတ်ပါဘူးဒါတော့မေပြုံနဲ့တူတူလိုတဲ့လူသားပိသားစွာ လူချင်းတွေ့ဖို့ချိန်ချရပါတော့တယ် ီကိစ္စဖုန်းထဲမှာပြောလို့မကောင်းဘူးဘယ်မှာတွေ့မလဲခမည်းနေရပြောပါကောင်းပြီလေဒါဆိုရင်ရှင်ဒီနေရကိုလာခဲ့နေရကတော့တိတ်ဆိတ်တဲ့ကော်ဖီဘားတစ်ခုပါပါအတော်အသင့်ကျဲဝတ်နဲ့ခြံဝင်းတစ်ခုမှာဥရောပနဲ့မြန်မာကပြားစတိုင်နဲ့ဖွင့်လှစ်ထားတဲ့ဆိုင်လေးမှာစပွဲတစ်ခုမှာတော့မေပြိုနဲ့တူတူကတရက်ကိုတရက်ခတ်တင်းချင်းကြည့်ပြီးထိုင်နေကြပါတယ်တူတူကကနာမငြိမ်ပဲမေပြိုမျက်နှာကိုကြည့်လိုက် ဘိုက်ကိုကြည့်လိုက်နဲ့ကောင်မလေးကဂျင်းမောင်မီအရှိကိုအပေါ်ကဘလောက်ပော့ပော့ရွရွလက်ပြက်ကလေးနဲ့တွဲပြီးဝတ်ထားတယ်။ဘိုက်နေရာကပော့ပော့ရွရွကလေးဖြစ်နေတော့တူတို့ခင်ဗျာဆုံးဖြတ်ရခံနေပါတယ်။စိန်ကဲရွှေကဲတဲ့လူကဲခတ်ရပုခက်အေးတယ်။အခုတော့ဘိုက်ကဲကပိုခက်နေတယ်။ကဘာကျော် Microsoft ကုမ္ပဏီကြီးကဘိုက်အကြီးအကဲ software ကလေးဘာလို့မထွက်ဘူးလားမသိဘူး။စကားမပြောဘဲနဲ့အပေါ်ရင်ကြည့်လိုက် ောက်ချိလိုက်နဲ့လှုပ်နေတယ်တိုးတိုးကိုကြည့်ရင်မေးပြုတ်ခမားတင်းတထက်တင်းလာပါလေရှင်ပါလေရှောက်ကြည့်နေတာတော့အေးဘာမှမကြည့်ပါဘူးတိုးတိုးခမားနင်းနေတော့ရှက်ကုန်ရှက်ကန်ဖြစ်သွားပါလေမေးပြုတ်ကရှင်ဘလို့လူလဲယောက်ျားလေးဖြစ်ပြီးအဆက်တန်းကိုမရှိဘူးမဟုတ်တန်းတရားတွေရှောက်ခွာနေရတာလားရှင်မှနမမရှိဘူးလားထိုးစစ်ကပြင်းထန်ပါလေတစ်ဖက်ကလည်းတံပြန်တိုက်စစ်စစ်ပါလေအောင်မာတခိုးကများလူခိရရရှိသည် ဒီမဟုတ်ကဟုတ်ကတွေကမင်းလုံချံဖန်တီးထားတာမဟုတ်လားမင်းရဲ့ရွေချက်ကပါလေပြောစမ်းပါအုံးဘာရွေချက်လဲရှင်းရှုံးမပြောနဲ့ကျမကမိန်းကလေးရှင်ကိုတိတ်ခါချက်ခပြီးဒီကိစ္စမျိုးကိုဘယ်တော့မှမလုပ်ဘူးသိနိုင်မလားကွာမင်းကဘလို့အတန်းစားမျိုးလေးမှမသိတာအောက်ပါရှင်းစကားကစော်ကားလာချီလားရှင်းကိုရှင်ဘာများအောင်းမနေတယ်လေမေပြုတ်ရဲ့အတန်းကအတော်ကိုကျေတော်လို့မိဝိုင်းတွေကလှမ်းကြည့်ပါတယ် မိပြိုလဲဘီဘီကိုကြည့်အတန်ကလေးပြန်နေပြီဒါယောက်ျားတယောက်ပြောရမယ့်စကားလားဒီလိုစကားမျိုးပြောထွက်မှာတော့ဟိုစကားတွေကိုလည်းရှင်ပဲပြောတာနေမယ်ယောက်ျားလေးဖြစ်ပြီးမိန်းကလေးတယောက်ကိုပါဇက်အရသာခံပြီးပြို့နေတာအရှက်မရှိနေစမ်းမအောင်ရှင်ဒီလိုလုပ်တော့ဘာအကျိုးအမြတ်များရှိတယ်လဲပြောစမ်းမအောင်မင်းထင်ရလို့ရှောက်မပြောနဲ့ဒီစကားတွေကိုငါတော့မှမပြောဘူးကွာမင်းအကူတွေကရောဘာအချိုးလဲပြောစမ်းမအောင်ဟမ် မင်းတို့အားလုံးတကြိတ်တည်းတညာနေမဟုတ်လားဘာလဲအခုလာမစ်စနီမင်းတို့အကူအကြီးဆုံးဆိုတာအဲ့ဒီဘေးကြီးကိုသွားတွေ့ရမယ်တဲ့အဲ့ဒါငါနဲ့ဘာဆိုင်မှုလဲရှင်းပြတာလည်းလက်မခံဟမ်မင်းအကူကြီးအုံနောက်တော့မမသေးတယ်နော်ဒီတခါတော့မင်းပြူတယောက်တွေးတွေးဆဆလေးဖြစ်သွားတယ်ဒီကိစ္စကိုသူတကယ်မသိတာပါအကူကြီးစီဘာတော့လှုပ်ကြမလို့လေအဲ့ဒါကတော့မင်းအကူကြီးပဲမင်းပေးကြည့်ပေါ့ကွာငါကသိပါမလား မေးပြုတ်စိတ်တဲ့မျိုးဖြစ်သွားတယ်။မဟုတ်ပါလွဲရောဒီကောလာဟာလာတွေကသူ့အကူတွေများရှောက်လုပ်နေတာများလား။ဘာကြောင့်များကိုညီမတိတ်ခါချအောင်ရှောက်လုပ်နေကြရတာပါလဲ။ညီမကိုချစ်တာမချစ်တာအပါထား။တမိသားစုလည်းမဟုတ်လား။မေးပြုတ်တိတ်ခါကြရင်သူ့တို့ပါကြတာပဲပေါ့။မေးပြုတ်ကစိတ်ရှုပ်ရှုပ်နဲ့တိုးတိုးကိုမှော့ကြည့်လိုက်ပါတယ်။တိုးတိုးခင်ဗျာလေးစိတ်သက်အကြီးအကျယ်ညစ်နေပုံပါပဲ။ မျက်မှောင်ကြီးကိုကျုံလို့တွန့်ထားတဲ့မျက်ခုံးတွေကထူးထူးမဲမဲကြီးပြီးတော့ဝင်းဖန်နေတဲ့အသားရှိပြီးရတဲ့နှခမ်းနဲ့ရောက်ချာပိတာတဲ့ရုပ်မျိုးမျက်နှာထက်ဆာရင်နှာခေါင်းလေးကမတိမတာလေးတုန်နေတယ်လို့လို့မဟုတ်မှလွယ်ရောကလီယိုပက်ထရာနဲ့မြားအရှင်ဘုရားကအမြူတော်ခဲ့တယ်လားမသိဘူးအစုံမိတ်ကဘာလို့လို့ရှိတယ်လေကလီယိုပက်ထရာကနှာခေါင်းနဲ့ပူရှိခဲ့ပြီဆိုရင်ရောမအင်ပါယာဟာသူ့လက်အောက်ရောက်သွားနိုင်တယ်ဆိုပေအင်း တူတို့သာအဲ့ဒီထက်နှကောင်းရှိရင်ဘာဖြစ်လာမှာပါလဲငါနဲ့သမီးလောက်ကလေးကသူ့အဖေဆုံးသွားတဲ့မိဖုဟာသူ့အဖေနဲ့ရုပ်ချင်းစင်တူပဲသူနဲ့ရွေးတူယောက်ျားလေးတွေ့တော့သူ့ရင်ထဲမှာတမျိုးတမျိုးပါတာအရှင်ဖြစ်တဲ့သူ့အကိုတွေတော့ဓာတ်လောက်မတူပဲသူကဘာဖြစ်လို့လာတူနေရတာပါလဲတူတို့ကသူ့ကိုထိုင်ကြည့်နေတဲ့မိဖုကိုမိကုန်းတစ်ခုမေးလိုက်ပါတယ်ဒါနဲ့မင်းမကိုဝင်ရှိလားဘာရှင်အော် မင်းမကိုဝင်ရှိနေလို့ငါ့ကိုလေကျိုးထမ်းခိုင်းမလို့လားထောင်ချောက်စင်နေကြတာများလားလို့ကဲဟဲမေပြိုစိတ်မထိနိုင်တော့ပါဘူးဒေါတာတကြီးထပြီးလက်သေးနဲ့ထိုးထည့်လိုက်ပါတယ်သူ့လိုအပြိုစစ်စစ်ကိုများကိုဝင်ရှိနေသလားတဲ့စောစောကအဖေနဲ့တူလို့ကြည်ညိုနေတာလေးတောင်ဘယ်ရောက်တော့တယ်မသိဘူးတူတို့ကရှောင်တော့ရှောင်လိုက်တာမင်းကလေးဆိုတော့ပါချမယ်ထင်လို့ပါလို့ယုံကလေးရှောင်လိုက်တာ ဟိုကလက်သီးနဲ့ထိုးလိုက်တော့နှာခေါင်းကိုထိသွားပြီးသွေးတွေပါကျလာပါတယ်။အင်းကလီယိုပက်ထရာနှာခေါင်းမျိုးပဲဖြစ်ဖြစ်ဟစ်တလာနှာခေါင်းမျိုးပဲဖြစ်ဖြစ်အထိုးခံရတော့နာတာပါပဲ။မေပြူကထပ်ပြန်နေလို့တော့ပြင်လိုက်ပါတယ်။တူတူကသူ့နှာခေါင်းကိုလက်တစ်ဖက်နဲ့စုပ်ပြီးကြက်လက်တစ်ဖက်နဲ့မေပြူကိုလမ်းဆွဲပြန်တယ်။ရှင်လှော်တော့ထအထိုးခံချင်သေးလို့လား။မလှဘူးငါပြောစရာကြံသေးတယ်ထိုင်အောင် မေးကဝိုင်းနေပါလေဝိုင်းကြည့်နေကြတယ်မိဖြူကနောက်ချက်လက်တီတလုံးထပ်ကျွေးမလို့ပြင်လိုက်ပြီးမှတိုးတို့နှာခေါင်းကသွေးစာတွေကိုမြင်ပြီးစိတ်လျှော့လို့ပြန်ထိုင်လိုက်ရပါတယ်ပြီးတော့ဘောင်းဘီအိတ်ထဲကတ िश ူးထုပ်ကိုထုတ်လိုက်ပြီးရော့နှာခေါင်းကသွေးတွေတုတ်လိုက်အောင်သူတို့ရဲ့နာနေတဲ့နှာခေါင်းကရှုံသွားပါတယ်ကောင်းမလေးဘောင်းဘီကြားထဲကထုတ်လာတဲ့တ िश ူးနဲ့တုတ်ရမယ်ဆိုတော့ရေနံဆောင်ကဖီကန်ကောင်းပြက်တဲ့ထဲကလို့တမရွက်ပြုတ်စုံနန်းလို့ပါပဲ။ မတော့ဘူးกว่าမတော့ဘူးမတော့လဲနေပေါ့တိုးတိုးကသူ့လက်ခုံနဲ့ပေါ့လိုက်တယ်ပေနေတဲ့သွေးတွေကိုကြည့်ပြီးမင်းတို့မောင်နှမတို့နဲ့တွေ့ငါကြီးပဲခံနေရတာကြီးပဲအိုးဝေဒနာကိုစာဖွဲ့ပြမနေနဲ့မတနာတက်ဘူးပြောစရာရှိတာမြန်မြန်ပြောတိုးတိုးကမေးပြုတ်မျက်နှာကိုလှမ်းကြည့်လိုက်ပါသေးတယ်ပြီးမှအေးငါပြောတာကိုစုံအောင်တေးတေးချာချာနားထောင် လက်မပါနဲ့အုံးအခုကိစ္စကငါတယောက်တည်းကိစ္စမဟုတ်ဘူးကွာငါအဖေနဲ့အမေပါဒီပြဿနာထဲမှာပါလာပြီအိုးဘာဆိုင်လို့လဲအေးဘာမှမဆိုင်ဘဲနဲ့ကိုတိုက်ခါကြာနေတာငါအဖေနဲ့အမေကဆရာဝန်တွေကွာအခုတည်ဖြစ်နေတာကငါကမင်းကိုဝင်ရှိနေတာကိုမယူပဲပြစ်ထားတယ်ငါအဖေနဲ့ငါအမေကတိတ်တိတ်ကလေးမင်းကိုကလေးဖြတ်ချပေးကြတယ်တဲ့စုံးနေတာပဲ ငါကပဆက်ရတာခပ်ပြီးပြောရင်တော့မှငါအဖေအမေတိတ်ခါကြတဲ့အထိငါမပြောဘူးကွာအိုးကျမလေးမင်းကလေးရှင်ကိုတိတ်ခါကြမယ့်စကားကိုကျမပြောရမလားငါတို့နေရာမပြောရင်မင်းအကူနေရာပြောတာလားသူတို့ကဘာအကျိုးအမြင်ရမှာမို့ဒါတွေကိုရှောက်လုပ်နေရတာလေရှင်ကယောက်ျားလေးဆိုတော့တော်သေးတာပေါ့ကျမကမင်းကလေးရှင်အခုတော့ဘယ်လိုမျက်နှာနဲ့လမ်းထွက်ရမှာမသိတော့ ကျမကြားရတဲ့ဇလန်းကတမျိုးရှင်ပြောတဲ့မူကွဲကတမျိုးနဲ့ဟာတေးတာတေးလိုက်ချင်တော့တာပဲရှိတဲ့မျက်နှာနဲ့ပဲထွက်ပေါ်မျက်နှာကပြောင်းပြစ်လို့မှမရတာတေးတော့မတေးလိုက်ပါနဲ့ခမည်းတေးရင်ကျုပ်ကတတ်တမဲအမှုပတ်ပြီးလူရုပ်မှဆင်းရင်ဝင်နေအောင်မယ်ကဲအခုဘယ်လိုလုပ်မလဲစဉ်းစားကြပါဦးခမည်းတော်မင်းကလေးတွေကဖြတ်ထိုးညံကောင်းတယ်ဆိုအခုဟာကတော့ဖြက်ပဲထိုးထိုးမဖြက်ပဲထိုးထိုးအလျားလိုက်ပဲထိုးထိုး က်နံမဲထိုးထိုးဘာအကြံဘာညံ့မှထွက်မလာပါဘူးမိဖြူကခဏလောက်ငြိမ်သက်သွားပါတယ်ပေးမတပြင်းကလေးချမ်းရင်စနေနေ့ကျရင်အကူကြီးစီကိုလက်ခဲ့ပြီးဖြစ်နေတာတွေကိုအကုန်ရှင်းပြရတော့မှာပဲအဲ့ဒီကြောင့်အဖြစ်မှန်ကိုကျွန်မရှင်းပြပေးပါမယ်နောက်ပြီးရှစ်အဖေနဲ့အမေကိုလည်းကျွန်မသွားပြီးရှင်းပြပေးပါမယ်ဘာစပေါ့စီအောင်တော့ဘယ်လိုမှလိုက်ရှင်းမပြနိုင်ဘူး။ကျမလုပ်ပေးနိုင်တာဒါအကုန်ပဲ ဒီတခါတက်ပြင်းချရတဲ့သူကတော့တိုးတိုးရေပါသူကရောဘာများတက်နိုင်မှာပို့တော့ဘာမှမတက်နိုင်တဲ့အဆုံးတော့အင်းလေအခုတော့ဒီလိုပဲလုပ်ရတော့မှာပေါ့ဒါနဲ့မင်းမကိုပင်မရှိတာတော့တေချာပါလေနော်မေပြိုကနှကန်းကိုကိုက်ပြီးမျက်စောင်းထိုးလိုက်ပါလေရှင်းကားတော့လေ ဒီနေ့စနေနေ့မနေ့စောစောကလေးကငွေကိုလောက်ခေါ်လို့တူတူခမရလိုက်တာခေရတာပါဟိုကမရင်းဘီပြူကလူကြီးစုံရရှိရှင်းပြမင်းဆိုလို့လူမဟုတ်ရင်ဒီလူတွေနဲ့လိုက်ကိုမလိုက်သေးကားတစည်းထဲမှာငွေကိုကမောင်းလို့အရှိခုံမှာလေးချူကထိုင်းလို့တူတူနဲ့ဘီပြူကအနောက်ခံမှာထိုင်းလို့အမေဒီကောင်မလေးဒီနေ့မှာပို့ပြီးအလှပြင်လာသလားမသိဘူးအယောင်ဖြော့ဖြော့ဆိုးထားတဲ့နှကန်းကလည်းဆိုးပြီးတောက် နှခမ်းလုံးလုံးလေးကချစ်စရာလေဟေးငါပါရမြတ်တွေးနေပါလေတူတူကမိပြူကိုမသိမသာခိုးကြည့်ရင်စိတ်ထဲမှာတွေးနေမိတာပါရေမွေးနဲ့နဲ့ကိုသိန်းနဲ့ရုပ်ပြီးမွေးအင်းနေတဲ့အနှံကလည်းတူတူရဲ့ဂန္ဓာအာယုံတဲ့ကျူးကျော်ဝင်ရောက်နှောက်ရှက်လို့ဒီအမွေးတွေကဒီကောင်မလေးစွန့်မှာပုံမွေးလာသလားမသိဘူးဟာဒီခွေးမှာတော့တွေးတော့မှာပဲ တို့တို့ခမဘေးချင်းထိုင်တဲ့ကောက်မလေးကိုမသိပါတာလေးပြစ်မာလာတာငွေကိုစဲတဲ့ကြတော့မှတွန့်သွားပါတယ်ငွေကိုကကားလမ်းပေါ်မှာကုလုကန်နဲ့လှုပ်နေတဲ့နွားတကောင်ကိုလှမ်းဆဲလိုက်တာပါနွားကြီးတကောင်တို့မြင်ရက်နဲ့ခွေးမသားဆိုတော့လွန်တာပေါ့တော်ပါသေးရဲ့ကိုကိုစဲတာမဟုတ်လို့ကားဆထွက်တဲ့အချိန်ကနှစ်နာရီလောက်ကြာတဲ့အချိန်မှာတော့ကားလေးဟာ highway လမ်းပေါ်ကနေ ဘဲဖက်မြေဒီလန်းကိုချိုးမိတယ်ဆိုရင်ပဲဆွေညိုနဲ့ရွှေညင်အကိုများကရာတေကလပ်စီကိုရောက်သွားပါတယ်။ကားရရက်ချင်းကရာတေဝတ်စုံဝတ်ထားတဲ့လူနှစ်ယောက်ကကားနောက်ခံတကားကိုလာဖွင့်ပေးတယ်။ကားအောက်လဲရောက်ရောအသက်10နှစ်လောက်ရှိမဲ့ကရာတေဝတ်စုံနဲ့ခလီမလေးတစ်ယောက်ကတူတူကိုမေးမြပန်းတစ်စီလာပေးပါတယ်။ဟာဒီပန်းစီကဘာလို့ဖို့ပါလဲ။ဦးကြောင်ကြောင်နဲ့ပန်းစီကိုလမ်းယူလိုက်ရတယ်။ပန်းစီပေးတဲ့ကောင်မလေးက တုတ်သွားသုံးချောင်းပြူးကြီးကျူးနေတာကိုတော့အမှနာပဲအပတရားပြုံးပြနေလို့တို့တို့ကလည်းပြန်ပြီးပြုံးပြလိုက်ရတယ်။မီးပြုတ်ကိုလှမ်းကြည့်လိုက်တော့သူ့လက်ထဲကလည်းပန်းစီတစည်းနဲ့မဟုတ်မှပဲရောဒီကလေးမလေးတွေကတို့တို့တို့ကိုအထူးအဲ့တယ်လို့ဆိုပြီးပန်းစီစက်တာနဲ့တူတယ်။အတွေ့မဆုံးခင်မှာပဲတဖြောင်းဖြောင်းအတိုင်းတိုင်းနဲ့ပြောက်ကိုဖောက်တန်တွေကိုကြားလိုက်ရပါတယ်။ဟာတရုတ်မင်္ဂလာဆောင်နဲ့မားလာပြီလားမသိဘူး။ တစ်ဆက်ထဲမှာဒေါင်လိုက်လိတ်ထားတဲ့နဖူးစီစာတန်းကြီးကပြေချလာပါတယ်။ရွှေရောင်စာလုံးလေးတွေနဲ့ဘာတွေများရေးထားပါလဲ။ကိုတိုတိုနဲ့မမ်မီပြူရိုအားလိုက်လေပြင်ငါစွာကျူစူပါအေးတဲ့။ဟိုက်ကြောချာမှဓာမြမသိတယ်။ငါဘာတွေမကဘူးတန်ခါစစ်ပါပေါက်ပြီးထည့်။ဒါစက်ပစ်တကြအလုပ်ကြံခံရတာပဲ။တိုတိုကပါစက်ကြီးပြေးပြီးမေပြူကိုကြည့်တယ်။မေပြူကလည်း ဆက်ကလေးပြေးခဲ့ပြီးတို့တို့ကိုပြန်ကြည့်ပါလေတို့တို့ကတခုခုပြောမလို့လှုပ်တုံပါပဲစောစောကတကားဖွင့်ပေးတဲ့သူကတို့တို့ကိုဆွဲခေါ်သွားပါတယ်လီချူကမေပြုတ်ကိုတွန်းပို့တယ်အရှိမလက်မြင်နေရတာကကရာတေဝတ်စုံနဲ့လူအယောက်30ညီညီညာညာတန်းစီပြီးတော့မှရန်နေကြတာပါပဲအင်းကွန်ပျူတာမလို့စောင့်နေတာထင်ရဲ့တက်တက်မှဒီတစ်ခါပဲဒီလိုကွန်ပျူခံရသေးတယ် မတမရတွေမြုပ်စားခံရတော့ချီးစိမ့်ပတ်မှာတော့ကြောက်ရသည်အခုတော့ဘိုက်ထဲမှာရစ်ချင်တာတို့လိုနားချင်တာတို့လိုနဲ့မင်းပြုတ်ကိုကြည့်လိုက်တော့လေအတင်းကိုကြိမ်ပိတ်မျိုးတိတ်ထားရတဲ့ရှုပ်မျိုးနဲ့မရှုနိုင်မကယ်နိုင်ဆိုတာဒါမျိုးကိုခေါ်တာပဲထင်ရဲ့တို့တို့ခမညာတန်းစီနေတဲ့သူတွေကဥညွတ်လိုက်တိုင်းပြန်ပြီးဥညွတ်ပဲရတော့မလို့လို့ဖင်မဲကောက်ရမလို့လို့ခေါင်းမဲကောက်ရမလို့လို့နဲ့သူ့ထက်စာရဲ့မေပြူကမှအင်ဒရီရနေသေးတယ် ိုချီတီချင်းနဲ့တိုးရဲကောင်မြောက်တရိစံရောက်လာတလူလူရှင့်လာတဲ့တိုးတို့ခမညာဘေးချင်းကတ်လျှောက်လာတဲ့မေပြုတ်ချီဖြောင်းလေးကိုပါနှင်းမိပါတယ်အာအမလီဟာ sorry sorry slipper ဝလာရဲနှင်းမရှူးအဖျားလေးနဲ့နှင်းမိတာဆိုတော့မေပြုတ်ခမညာအသေးခိုက်အောင်နာသွားပါတယ်ကဲစိတ်နာနာနဲ့တိုးတို့ရဲ့ညွတ်တကြီးကိုလမ်းလျှောက်နေရင်ကန်ထဲလိုက်ပါတယ်အာတိုးတို့ခမညာလေးအစ္စလမ်ဝေသွားရတယ် ဒီကောင်မလေးနဲ့တိတ်ခတ်စိတ်ခေါင်းပါလာကြည်လားမတော်တဆဖြစ်တဲ့ဟာကိုပြန်လောက်ရတယ်လို့အခုတော့လေဂုံးပြူခံရတဲ့နှစ်ယောက်ကတစ်ယောက်ကထွန်းနေထွန်းနေတစ်ယောက်ကထောက်ကြွထောက်ကြွလိုက်တော့လိုက်တာသူတို့အနောက်ကကတ်လိုက်လာတဲ့ငွေကုန်းနဲ့လေကျူကတော့ရေချင်စိတ်ကိုအတင်းမြူတိတ်ထားလိုက်ရတယ်။အင်းကိုတဲ့လက်စာပြင်းကလာပေါင်းပြီတဲ့။ကိုကြီးဆွေညူတို့လှုပ်ချလိုက်တာကလေပွဲသိမ့်ပါပဲလား။အပြုံနဲ့ပဲသိမ့်မလား။ အလွမ်းနေပဲတိတ်မလားအကျန်းအရှမ်းနေပဲတိတ်မလားတော့မပြောတတ်ဘူးလင်းချူကစိတ်ထဲကနေတွေးနေမိတာပါသူခမရလေးအကိုရိလှုပ်လို့သာလိုက်လို့ရတယ်တလူကြီးချတော့တူတူနဲ့သူ့ညီမကိုအားနာမိတယ်လို့ပါပဲအတွေ့မဆုံးခင်ပါပဲဇက်လိုက်ဂျုံမင်းသားကြီးကိုဆွေညိုကကရာတေဝတ်စုံရွှေရောင်ဖိတ်ဖိတ်တောက်ကြီးနဲ့ရောက်ချလာပါပြီဘယ်ဇက်အဖွဲကငားလာတာလည်းမသိဘူးအမေငကားရုပ်ကြီးတောင်ပါလိုက်သေးဆွေညိုကတူတူကိုတိတ်တိတ်ချာချာကြည့်တယ် ွားကြည့်တယ်။ကတ်ကြည့်တယ်။အနောက်ကကြည့်တယ်။အရှိဟာကြည့်တယ်။ပြီးမှကျေနှက်သွားတဲ့ပုံနဲ့တိုးတိုးရဲ့ပခုံးနှက်ပတ်ကိုဖြောင်းခနဲ့ရိုက်ထည့်လိုက်တယ်။တွေ့ရတာဝမ်းပါပါတယ်ကွာ။တကယ့်ကိုအဖေနဲ့တူတာကိုနှကမွေးမပါတာတခုပဲကွာရာကွာ။နှကမွေးရငါကိုခရေကမပေါက်တာလား။ရိတ်ထားတာလားဟင်။ညီမလေးကတကယ်ထော်တာပဲကွာအဖေနဲ့တူတဲ့သူကိုရှောက်အောင်ရွေးတက်ပါလေအကိုကြီး မေးပြုတ်အတန်ကစူးကနေထွက်လာပါတယ်။ဆွေညိုကဂရုစိုက်ပုံမရပါဘူး။စောစောကဝမ်းသာတဲ့မျက်နှာကနေဝမ်းနည်းတဲ့ပုံစံကိုပြောင်းသွားပြန်နေ။အဖေနဲ့အမေတို့ကိုတထည့်ဟလိုက်တာကွာ။အဖေတို့ရေကျွန်တို့ကိုလာကြည့်လိုက်ပါအုံးပြ။ဆွေညိုကတူတို့ကိုလမ်းဖက်လိုက်ပြီးသူ့အဖေကိုတပီးငိုပါတယ်။ဝေကိုနဲ့လေချူခမရရီမချမိအောင်မနေကြီးကိုပစက်ကိုကိုက်ထားလိုက်ရတယ်။ သူ့ကိုကြီးကကရာတေးပဲစော့တတ်တယ်အောင်းမိနေတာအခုလိုအလွမ်းလေးဘာလေးလဲရတာကိုတူတို့ခမရသွေးမတော်တမ်းမစက်ရက်ချားရစ်မကြီးတယောက်ဖက်ထားတာကိုခံရရတော့သူ့ခမရဖိန်တိန်တိန်ရှိန်တိန်တိန်နဲ့အမလီလေးတကူလုံးနဲ့ရာပြီးလူက၆ချင်းလာတယ်လို့လို့နှွေချင်းလာတယ်လို့လို့ဟာဟေးလူလွတ်ပါဗျရောက်ကြချင်းချင်းဒီလိုမလုပ်ပါနဲ့ဗျဟေးနော်လွတ်စို့ အဲ့ဒီတော့မှပဲဆွေညူကလှုပ်ပြလိုက်ပါတယ်။ဖယားဖယားရေတိတ်နှစ်တော့မလို့တို့တို့ကမျက်လုံးရွှဲကြည့်နေလမ်းကြည့်နေတဲ့မီးပြိုကိုမျက်စောင်းတစ်ချက်ထိုးထည့်လိုက်ပါတယ်။မီးပြိုကခက်ခနဲရိလိုက်တယ်။ထိုင်ကြ။ထိုင်ကြ။ဆွေညူကအားလုံးကိုထိုင်ခိုင်းလိုက်ပါတယ်။ထိုင်ရမှာကလေကလတ်ထိုင်မရှိ၊ဘာမရှိ၊ကျန်းပြင်ပေါ်မှာဂျပန်စတိုင်လောက်ထားမှာတော့လေကျန်းပြင်ပေါ်မှာထိုင်ရတော့မှာပေါ့။ဒီနေ့မှတူတူက writer Jim Bombi အကျက်ဝမီလျက်တာ American နွားချောင်းသားဘောင်းဘီဝတ်ထားတဲ့တူရူဆိုတဲ့မြန်မာလေးကတော့ Japan စတိုင်နဲ့ဓမ္မတော့ကဖြစ်လို့နေပါတယ်အေးအခုမှတတိထားမိတယ်တူရူနဲ့မေပြူနဲ့ကရှင်းလျက်တာသူတို့နှစ်ယောက်ရှိမှဆွေညိုကညနေချင်းဆိုင်မှာမိမ့်ပိန်ကြီးဆိုတော့သူတို့ရဲ့ပုံစံကလက်ထပ်ပြီးစဇနီးမောင်နှံကဆွေမျိုးတွေကိုလိုက်ပြီးကတော့တဲ့ပုံစံဖြစ်နေပါတယ်ဆွေညို ကသူတို့နေရောက်ကိုကြည့်ပြီးစကားဆပါတယ်။လေးတန်ကဝမ်းနေတန်ကြီးနေတို့ညီအကိုတွေကမေးပြုတ်ကိုတိတ်ချစ်တာကွာ။မျက်စိအောက်ကအရိတ်တကြီးကြီးနေကိုဖူးဖူးမှုတ်ထားတာကွာ။ချစ်ပါလိမ့်မယ်အာကြီးကြီး။သူတို့ခမညာမေးပြုတ်ကိုဆိုကြောက်ကြလုံးလုံး။အရိတ်တကြီးကြီးဆိုတာကဘေးအချိန်ဘေးအပေါက်ကနေဒုက္ခပြီးမလဲဆိုတာကိုစောင့်ကြည့်နေတာဖြစ်မှာပေါ့။တဖူးဖူးမှုတ်ထားတာကတော့ပြင်းနေလိုက်မယ် ဆွေညိုကသူ့စကားကိုသူဆက်ပြန်နေငါတို့ကညီမတွေကိုတက်တက်လုံးစောက်ရှောက်သွားကြမေးဆိုပြီးလူပြိုကြီးလုပ်နေကြတာအခုညီမလေးကချက်သူရှိနေပြီဆိုတော့ဟာလို့တာရီလိုက်ချင်သည်အမလေးသူတို့ကမြားမိပြိုလေးကိုစောက်ရှောက်ချင်လို့လို့လူပြိုကြီးလုပ်နေကြတာဆိုပဲနားရှိလို့သာကြားရဒီညီမတယောက်ကိုဦးလေး လုံးလို့ကိုဘယ်လိုပတ်ထောက်ရမလဲဆိုတော့ကိုပဲစဉ်းစားနေကြတာဒါကြောင့်မို့တိုးတော့ကို ခွင်းနေမွမွင်ဝင်အောင်ရိုက်နေကြတာပေါ့တိုးတော့မှာတော့မစက်အဟောင်းသားလေးမိပြူကတော့စိတ်ပြက်လက်ပြက်အခုညီမလေးကချစ်သူရှိနေပြီဆိုတော့သူ့အညီအကိုတွေကဝမ်းနေကြေးကွေးရတာပေါ့ကွာဒါပေမဲ့ညီမလေးစိတ်ချမ်းသာဖို့ ငါတို့ကရင်နောင်တာနဲ့လိုက်ရောရတော့မှာပေါ့ကွာဟုတ်တယ်မဟုတ်လားညီလေးတို့ရာဆွေညိုတန်ကဂျေဂျေကွဲကွဲအဲ့အဲ့ကွဲကွဲအနောက်က follow လိုက်လာတဲ့မွေးကူနဲ့လေချူကဟုတ်တာပေါ့ကိုကြီးရာโอ้တဟဲဟဲနဲ့ဝန်းနေနေလိုက်ကြတာသွားတော့မစီနိုင်ဘူးတိုးတော့ခမဆွေညိုရဲ့ဝန်းနေခြေခွဲတန်ကြီးကိုကြားတော့သူပါရောပြီးဝန်းနေသွားပါတယ် မျက်ရည်လေးတော့စွတ်တူတူဖြစ်သွားပါတယ်။စိတ်မကောင်းလိုက်တာကိုဆွေညူရာဒါပေမဲ့အခုချိန်ကစပြီးကိုဆွေညူတို့ဘာမှစိတ်မကောင်းမဖြစ်နေတော့တိလားဝမ်းသာတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နဲ့မေပြူနဲ့ကဘာမှမဟုတ်ဘူးဘာမှလည်းမဖြစ်ဘူးကျွန်တော်ကလည်းမေပြူကိုမချစ်ဘူးမေပြူကလည်းကျွန်တော်ကိုမချစ်ဘူးဟာဘာလို့ပြောနေတာတော့ဆွေညူကကုန်းအောင်ထည့်လိုက်ပါတယ်တူတူက မိပြုတ်ဖက်ကိုလှည့်ရင်ဟုတ်တယ်ကျွန်တော်အခုဒီကိုရောက်တာအဲ့ဒီအကြောင်းရှင်းပြချင်လို့ဗျကျွန်ရဲ့မိပြုတ်ဘာမှမဖြစ်ကြဘူးဆိုတာဖျားသည့်တခြားသည့်နတ်တွေသည့်မိပြုတ်လည်းသိပါတယ်ဗျာမိပြုတ်ခမရအကူတွေကိုရှင်းပြပေးမယ်ဆိုအခုရှင်းပြလိုက်ပါဦးသူတို့ထင်နေတာတွေတလွဲဆိုတာကိုရှင်းပြလိုက်ပါဦးမိပြုတ်စီကဘာအတန်းမှထွက်မလာပါဘူးအန်ချိတ်ပြီးမျက်ရည်တွေဝဲလို့ ဘယ်လိုဘေးအကြောင်းတွေများရှင်းပြရခက်နေပါလဲမေးပြူရေသူပဲဂတိတွေပေးခဲ့ပြီးတော့မေးပြူရင်ညွန့်ထဲမှာတော့ဆွဆွနှစ်နှစ်ကြီးစကားတန်အစားမျက်ရည်တူတာတသွင်သွင်စီးလာတော့တယ်မေးဆွေညွတ်ရဲ့အတန်ကဒေါသတကြီးဝုံဘေးနာချထားတဲ့စပွဲကဒါစားကံဖြစ်သွားရရှာတယ်အာဆွေညိုကသူ့ကောင်းကိုသူ့လက်နဲ့ဖိထားလိုက်ပါတယ် မိချူအုတ်ခဲစာကျွေးခဲ့တဲ့နေရာကချက်ချင်းလက်ငယ်နာလာတလူလူဥကောင်းခွန်ကြီးပါကျွတ်ထွက်သွားမလားအောင်မြင်ရပါတယ်။ငွေကူနဲ့လီချူကသူ့အကိုကြီးကိုလှမ်းပွေထားလိုက်တယ်။ဟာအကိုကြီးရလားစိတ်ရောပိုရမယ်တင်နေ။တူတူကပတ်တက်ရက်လိုက်ပြီးညီအကိုသုံးယောက်ကိုရင်ဆိုင်ကြည့်လိုက်ပါတယ်။အခုခမရတို့ဘာဖြစ်နေလဲဆိုတာကျွန်တော်နားမလည်ပါဘူး။ဒါပေမဲ့ကျွန်တော်တော့တခုခုဖြစ်သွားတယ်ဆိုရင်တောင်းပန်ပါတယ်။ ကျွန်တော်စကားအကုန်ပြောပြီးသွားပြီပြီးတော့ကျွန်တော်မှလည်းရည်ရွယ်ထားတဲ့သူရှိတယ်ကျွန်တော်တို့နောက်ထပ်ပတ်သက်စရာမရှိတော့ဘူးထင်ပါတယ်ကျွန်တော်ခွင့်ပြုပါဦးမမီပြူကျွန်တော်သွားတော့မယ်မီပြူကခေါင်းတတွင်တွင်ကုန်နေပါတယ်မျက်ရည်တွေကကျမ်းပြေပေါ်မှာအိုင်ထုံးလို့တူတူရှင်ထဲမှာကျင်ကနေတစ်ချက်ဖြစ်သွားပါတယ်ဘာကြောင့်များတလောက်တောင်ငိုနေရတယ်လေမီပြူလေးရေဘာရီများနာကျင်ကြီးခွဲစရာများရှိနေလို့လေတူတူက သူ့ဘာသာသူစိတ်ထဲမှာပြောလိုက်တာပါတစက်သေးကိုကိုကိုလှမ်းပြီးအပေးလိုက်ပါတယ်သူ့ဘာသာသူဘာဖြစ်ဖြစ်မင်းနဲ့မဆိုင်ဘူးတူ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 ကအမြင်ဆုံးလှမ်းထွက်ခဲ့ပါတယ်ခြေလင်းတွေကတော့ရှေ့ရောက်သွားပြီးမှစိတ်ကတော့အနောက်မှာကျန်ခဲ့တယ်တိတိကျကျပြောရရင်မေးပြူလေးစီမှာပါဘဲကနေဘလို့ဖြစ်တာပါလေဒီလောက်ရှင်းလင်းပြီးတာတော့ဒီရင်ကဘာကြောင့်မုန်းချက်နေရတာပါလေမေးပြူလေးကလည်း ထက်သွားတဲ့တူတူနှောက်ကိုလေပြန်ကြည့်ပါရယ်ဒါပေမဲ့မျက်ရည်တွေကြောင့်မုံမုံဟဝတူတူရဲ့ပုံရိပ်ပြက်ွယ်သွားချိန်မှာတော့မေပြူလေးမျက်နှာကိုလှက်ဝါးနဲ့အုပ်လို့ရှိုက်ကြီးတငင်ငိုကြွေးလိုက်ပါရယ်မေပြူညီမနေပါစေကွာလေးချူကိုငွေကိုကအသာတားလိုက်ပါရယ်ညီအကိုသုံးယောက်ရဲ့မျက်နှာမှာလဲဝမ်းနေကြည်ခွေးရိတ်ကအတိုင်းသာခဏကြာမှ ဆွေညှို့ရဲ့အတန်ကကြေးကြီး၊ကွဲကွဲကြီးထွက်လာပါလေ။ဒီတစ်ခါတော့ဟန်ဆောင်ပြီးကြေးခွဲတော့မဟုတ်ပါဘူး။တကယ်အစ်စ်ပါ။ငါတို့မားသွားပြီထင်ပါရဲ့ကွာ။